စပိန်ဘေးဗလာပြိုင်ပွဲရဲ့အကလက်စီကိုဘိုလူပွဲဒီတစ်ပတ်စနေမှာတော့စပိန်ဘေးဗလာပြိုင်ပွဲရဲ့ဘိုလူပွဲကစားရဖို့ရှိပါတယ်ဒီချိန်ဘိုလူပွဲကရီယယ်မထွေအသင်းနဲ့ဘာစီလိုနာအသင်းရဲ့အကလက်စီကိုဘိုလူပွဲဆိုတော့စိတ်ဝင်စားဖို့လေကောင်းနေမှာတော့အသေးကြပါပဲပြေးတဲ့15နှစ်အတွင်းဒီနေ့သင်းဟာစပိန်ဘေးဗလာဘိုလူပွဲမှာ၃ချိန်မြောက်တွေ့ဆုံမှုလည်းပဲဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်ကြိမ်စလုံးမှာရီယယ်မထွေအသင်းကကြီးပဲဘာစီလိုနာအသင်းကိုနိုင်ယူပြီးတော့ချန်ပီယံဖြစ်ထားလို့ဒီကျင်တော့ဘာစီလိုနာအသင်းတို့ပြန်လာနိုင်မလားဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေတာလည်းပဲဖြစ်ပါလိမ့်။စပိန်ပြည်မလာပြိုင်ပွဲကစပိန်နိုင်ငံရဲ့တက်တန်းရှိပြိုင်ပွဲတစ်ခုဆိုရင်လည်းမှတ်မှာပါဘူး။နေပေါင်း122တန်းတန်းရှိပြီးဒီတန်းရှိပြိုင်ပွဲကြီးမှာအောင်မြင်ဆုံးအသင်းကတော့ဘာစီလိုနာအသင်းပဲဖြစ်ပါလိမ့်။ဘာစီလိုနာအသင်းကဒီပြိုင်ပွဲရဲ့ဘောလူပဲကို42ချိန်နဲ့အများဆုံးဇာခွင့်ရရှိတဲ့အသင်းအဖြစ်အစံချိန်တင်ထားပြီး 32ကြိမ်နဲ့ချန်ပီယံအများဆုံးရတဲ့စံချင်းကိုပါ ပိုင်ဆိုင်ထားတာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မန်တွေအသင်းကတော့ဘောလုံးပွဲထဲမှာစစ်စစ်ပေါင်းအကြိမ်20နဲ့ရှုံးပွဲမရှိစံချင်းတင်ထားတဲ့အသင်းပဲဖြစ်ပါလိမ့်။ဒါကြောင့်လဲဒီကြိမ်ဘောလုံးပွဲကဒီပွဲမှာအောင်ပွဲအများဆုံးစံချင်းချင်နဲ့ရှုံးပွဲအများဆုံးစံချင်းချင်နှစ်သင်းထိတ်တဲ့အရင်ဆိုင်တွေ့ဆုံရမယ့်ပွဲလည်းပဲဖြစ်နေပါလိမ့်။တကယ်တမ်းပြောမယ်ဆိုရင်ဒီနှစ်သင်းရဲ့စပိန်ပြေးမလားအပေါ်အာယုံစုဆိုင်ပုံချင်းကလည်းမတူကြပြန်ပါဘူး။အောင်မွေးအများဆုံးရရှိထားတဲ့ ်ဘာစီလိုနာအသင်းကဒီပြိုင်ပွဲအပေါ်ပိုပြီးတော့အာရုံစိုက်ထားမှုကပေါ်လွင်နေခဲ့ပေမယ့်ရီယယ်မတ်ရီအသင်းကတော့ဘာစီလိုနာလိုတော့မဟုတ်ပါဘူးရီယယ်မတ်ရီအသင်းအတွက်ဒီပြိုင်ပွဲကမဖြစ်မှသာအောင်ပွဲရရည်အတွက်အားထုတ်တဲ့ဒုတိယတန်းစားပြိုင်ပွဲတစ်ခုလို့ပြောလို့ရပါလိမ့်ရီယယ်မတ်ရီအသင်းကစပိန်ပြီးမလားတဲ့ချန်ပီယံလိနဲ့လာလီယာဖလားကိုတော့အမြဲဦးစားပေးအာယုံဆိုင်လေးရှိပြီးစပိန်ပြီးဖလားကိုတော့အဓိကပြိုင်ပွဲတွေမှာအောင်ပွဲမရမှသာတိတ်ခါဆယ်ဖလားအဖြစ်ဦးစားပေးတတ်ပါလိမ့် ဆိုတော့ဒီရာသီမှာတော့ရီယယ်မထွေအသင်းအတွက်စပိန်ဘေးဖလားရယူနိုင်ရင်ကအရေးပါလာနေပါပြီ။ဒါကြောင့်ရီယယ်မထွေအသင်းရဲ့စပိန်ဘေးဖလားရယူနိုင်ရဲ့အတွက်အရင်ကထက်ပိုပြီးတော့အာယုံဆက်လန်နိုင်မှုကဒီကြိမ်အက်ဂလက်စီကိုဘလူးဘွဲရဲ့ပြန်ဆိုင်မှုအချိန်ကိုပိုပြီးမြင့်တင်ပေးရာရောက်ရှိလာတော့မှာလည်းပဲဖြစ်ပါလိမ့်။ဒီရည်ဒီဆောင်လုံးမှာလေဘာစီလိုနာအသင်းနဲ့ရီယယ်မထွေအသင်းနှစ်သင်းရဲ့အားပြိုင်မှုဟာစိတ်ဝင်စားစရာကောင်းနေပါလေအစောပိုင်းမှာနှစ်သင်းဆုံးရဲ့စံချိန်ဖလားသုံးလုံးရယူပြသနိုင်ရေးမျှော်လင့်ချက်အတွက် အထင်ကြီးထိတဲ့တွဲဆုံရောက်မဲ့အခြေအနေတွေအထိရှိခဲ့ပါလေ။ဒါမယ်ရီမျောလင်းချက်ဟာဂျမလီမှာစနေကိုရှုံးပြီးရီယမတ်ထွေအသင်းကပြိုင်ပွဲကနေထွက်လာရပြီးရဲ့နောက်မှာတော့အဆုံးသက်လက်ရပါလေ။နောက်ပြည်တွင်းလက်ချန်ဆူပလာနှလုံးအတွက်ပဲအားပြန်ရတော့မဲ့အဆင့်ကိုရောကြသွားခဲ့ရပါလေ။ပြည်တွင်းမှာတော့ဘာစီလိုနာအသင်းနဲ့ရီယမတ်ထွေအသင်းဟာပြိုင်ဆိုင်ရှိနေတုန်းလည်းပဲဖြစ်ပါလေ။ လာလီယာမှာဘာစီလိုနာကိုရီယယ်မက်ထရီအသင်းကနောက်ကနေဖိအားပေးနေပြီးအခုစပိန်ပြင်းမလာဘူးလို့ပဲမှလည်းအချင်းချင်းထိတဲ့တွေးဆုံအောင်မဲရှာရတော့မှလည်းပဲဖြစ်ပါလိမ့်ရီယယ်မက်ထရီအသင်းရဲ့အနေထားကြောင့်ဘာစီလိုနာအသင်းရဲ့ဆူလာ၃လုံးမျောလင်းချက်ပါစိုးရိမ်စရာဖြစ်နေတာကတော့အမှန်ပါပဲရီယယ်မက်ထရီအသင်းကချန်ပီယံလိဂ်နေ့ထောက်ခွာလဲရပြီးတဲ့နောက်ဘီအာရီများပြားနေတာလည်းပဲဖြစ်ပါလိမ့်ဒီဘီအာရီအောက်မှာပြန်လဲရုံးထွက်နိုင်ရေးအတွက်လက်ဂျန်ပြည်တွင်းဆူလာ၂လုံးကအရေးပါလှနေတာလည်းပဲဖြစ်ပါလိမ့် ဒို့သဖြင့်ဘာဒူနာသင်းနဲ့အမှတ်ကွာနေတဲ့လာလီယာထက်အခုဘိုလူပွဲဇာရမစပိန်ပြင်းဖလားမှာချန်ပီယံဖြစ်ရေးကရီယယ်မထွက်အသင်းရဲ့အရေးပါဆုံးသော မျှော်လင့်ချက်လိုလည်းပဲဖြစ်နေပါလေစပိန်ပြင်းဖလားမှာချန်ပီယံစုယူမပြနိုင်ခဲ့ဘူးဆိုရင်ရီယယ်မထွက်အသင်းရဲ့အခြေအနေကအဆိုးဘက်ကိုပိုပြီးတော့ရောက်သွားဖို့များပြားနေပါလေအခုတော့မှပဲစပိန်ပြင်းဖလားချန်ပီယံမဖြစ်တာနဲ့နေပြအန်စလော့ဒီကိုတော့ရာထူးကနေထပ်ချင်းထုတ်ပေးဖို့ရှိနေတဲ့ဆိုတဲ့သတင်းတွေတော့ကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေတာလည်းပဲဖြစ်ပါလေ ဒါကြောင့် Real Madrid အသင်းအတွက် Spain ပြည်မလောက်ဘောလုံးပွဲမှာ Barcelona အသင်းကိုအနိုင်ကစားပြီး Champions League ရယူနိုင်ရေးဟာအခုအချိန်မှာအရေးကြီးဆုံးသောရည်မှန်းချက်ဖြစ်နေပါလိမ့်နာဗီဒီရီယာဒီလိုဘာစီလိုနာအသင်းရဲ့ရင်ဆိုင်ရာတိုင်းရှုံးပေါ်ခဲမှုအတွက်လည်းဒီဘိုလူပွဲမှာပြန်ပေးဆက်ပြသနိုင် ရောက်ရီယယ်မထွေအသင်းအတွက်အခွင့်အရေးတစ်ခုလိုဖြစ်နေပြီးတော့ရီယယ်မထွေအသင်းအားအခုတစ်ချိန်ဘာစီလိုနာအသင်းရဲ့ထိတိုက်တွဲဆုံမှုမှာမဖြစ်မနေနိုင်ယူပြီးစူလာပါရောက်ယူပြသနိုင်ဖို့အာရုံစိုက်လာမှာတော့အသေးကြပါပဲ။ ဒီနေ့ကဘာဇူနာအသင်းတော်ဆုံးရင်စီရပါပဲဘာဇူနာအသင်းအားကုလောပွဲချက်တွေဇက်တိုက်ဆိုသလိုပဲရင်ဆိုင်စားနေရတာဖြစ်ပြီးအသင်းကလည်းနည်းနည်းနွမ်းလျားဖြစ်လာနေတာလည်းပဲဖြစ်ပါလိမ့်ဘာဇူနာအသင်းတော်ဆူလာ၃လုံးလမ်းကြောင်းအပေါ်မှာဟန်ချက်ညီအောင်ရှောင်းနေရတာဖြစ်ပြီးပြိုင်ပွဲ၃စုံကိုအာယုံမျှပြီးပေးနေရတဲ့အချိန်လည်းပဲဖြစ်ပါလိမ့် အခုလည်းပဲစပိန်ပြည်မလားမှာရီယယ်မက်ထရစ်အသင်းလိုမဟာပြိုင်မဲ့ကြီးနဲ့ဖလားလူပွဲကစားပြီးတာနဲ့ချန်ပီယံလိမှာအရေးကြီးဆုံးဖြစ်တဲ့ဆီမီဖိုင်နယ်ပထမကြိုကိုအင်တာမီလန်အသင်းနဲ့ရီယန်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ဘာစီလိုနာအသင်းရဲ့အနေအထားကရီယယ်မက်ထရစ်လိုစပိန်ပြည်မလားပြိုင်ပွဲတစ်ခုတည်းပေါ်မှာအပြည့်အဝအာရုံစိုက်လို့မရနိုင်သလိုပဲဖြစ်နေပါလိမ့်။နာဝေးရီယယ်မက်ထရစ်အသင်းကလည်းဘာစီလိုနာရဲ့ဆူလာ၃လုံးမျောလင်းချက်ကိုအဓိကအနောက်ရှက်ပေးမဲ့အတားအဆီးတစ်ခုလိုဖြစ်နေသေးတာလည်းပဲဖြစ်ပါလိမ့်။ ဘာလူနာသင်းကအခုစပိန်ပြည်မလာဘလူးဘဲစားပြီးတာနဲ့အင်တာမီလန်သင်းနဲ့ချန်ပီယံလိဂ်ပွဲဇာတ်ရိုက်ဆိုသလိုဇာယာမှာဖြစ်ပြီးချန်ပီယံလိဂ်ဒုတိယကြောက်ဇာပြီးတဲ့အချိန်မှာလေရီယယ်မက်ဒရစ်အသင်းကိုလာလီဂါမှာဇာတ်ရိုက်ရင်ဆိုင်ရမယ့်အနေအထားကြီးကိုကြည့်မယ်ဆိုရင်ရီယယ်မက်ဒရစ်အသင်းကဘာလူနာရဲ့ဆူလာ၃လုံးမျှော်လင့်ချက်အတွက်အဓိကပြိုင်ပွဲအဖြစ်အနှောက်ယှက်ပေးနိုင်မှုကိုကောင်းကောင်းမြင်တွေ့ရမှာလည်းဖြစ်ပါလေ။ဘာလူနာသင်းရဲ့နောက်ထပ်ပြဿနာတစ်ခုကတော့ဒဏ်ရာပြဿနာပါပဲ။ ပြပန်းသုံးခုလုံးရဲ့ရေးပေါင်းဆုံးပွဲစဉ်တွေကိုဖျက်ဆီးနေရတော့မယ့်အချိန်မှာပဲဘာဒူနာသိန်းဟာဒဏ်ရာပြဿနာတွေကိုလည်းတိုးတက်လာပါလေ။အခုဆိုရင်ဒီကတားဆင်မှုကြီးဖြစ်တဲ့လီဗနော့စကီကလည်းဒဏ်ရာထက်ရရှိသွားလို့ဘာဒူနာသိန်းဟာနီကတ်ဆုံးဇာရတော့မယ့်ရီယမထွေအသေးနဲ့စပိန်ပြည်မလားဘောလူပွဲကိုအဒီယာဇာမောက်တွေဖြစ်တဲ့လီဗနော့စကီ၊ဘဲဘာဒီ၊ဂါဇာတို့စတဲ့ကစားမောက်တွေမှာပါဝင်ပေးကစားတော့မှလည်းပဲဖြစ်ပါလေ။ဒါဘာဒူနာသိန်းနဲ့နေပြောင်းကြီးဟန်စီရဲအထွတ်တော့အဒီကထိုးနှက်ချက်တစ်ခုလိုပဲဖြစ်နေပါလေ။ ဘာဒရူနာဒီယာဇီဘလီရဲ့လက်ထက်မှာရာဒီအဆအမေရိကန်ထေဆန်းပွဲလာလီယာပထမကြော့နဲ့စပိန်စူပါဘလဘောလူပွဲစတဲ့ဘောလူပွဲတွေမှာရီယန်နဲ့တွေ့တိုင်းအမြဲအနိုင်ယူထားနိုင်ခဲ့ပေမဲ့အခုစပိန်ဘင်းဘလဘောလူပွဲစဉ်အဖြစ်၄ချိန်မြောက်ထပ်တွေ့တဲ့အချိန်မှာတော့ရီယန်မထွေအသင်းကိုအရင်ဘွဲတွေထက်ခက်ခက်ခဲခဲပိုပြီးရင်ဆိုင်ရတော့မှာတော့အသေးကြပါပြီ။ကေဘောလာတို့ကရောစပိန်ဘင်းဘလဘောလူပွဲမှာဘယ်အသင်းကအနိုင်ရရှိသွားမလဲဆိုတာခံမှန်ပြောဆိုပေးခဲ့ကြပါအောင်နော်။ မာဒိုမနီကိုပြန်လည်ခေါ်ယူဖို့အတွက်ယူနိုက်တက်အသင်းကိုအကြံပြုပြောဆိုလိုက်တဲ့ဂယ်ရီလာနီကနာမည်ကျော်ဘောလုံးဝေဖန်သုံးသက်သူတယောက်ဖြစ်တဲ့ဂယ်ရီလာနီကကတော့ယူနိုက်တက်အသင်းအနေနဲ့ကစားမောင်းတယောက်ဖြစ်တဲ့မာဒိုမီနီကိုနာဝလီအသင်းထံကနေပြန်လည်ခေါ်ယူသင့်တယ်လို့ဖွင့်ရပြောဆိုလိုက်ပါလိမ့်စကော့တလန်ကစားမောင်းမာဒိုမီနီဟာယူနိုက်တက်အသင်းမှာအကယ်ဒမီထဲစားမောင်းတယောက်ဖြစ်ပြီး2024နွေရာသီမှာနာဝလီအသင်းထံကိုရောင်းထုတ်ခဲ့ခြင်းခံခဲ့ရပါလိမ့်ကိုကဘောနာဝလီအသင်းမှာခြေစွမ်းပြသနေတာဖြစ်ပြီး လက်ရှိရတဲ့နေပြအမွန်ရဲ့ဇာခွန်းနဲ့တကယ်ကိုကန့်ညီတဲ့သူတရားဖြစ်တာကြောင့်ပြန်လည်ခေါ်ယူတင်ကြောင်းဂယ်ရီလန်နီကာကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။နေပြအမွန်ကတော့လက်ရှိခွန်းနဲ့ဇာမရီရဲ့ခြေစွမ်းကိုစိတ်တမ်းကြောင့်ဖြစ်နေသည့်တားလာမန်နူရာဒီပါဇာမပြောင်းလဲများစွာပြုလုပ်ဖို့လဲလိုလားနေတယ်လို့သိရှိရပါတယ်။အန်နိုနီကိုဒုတိယအကြိမ်ခွင့်ရပေးဖို့အတွက်တောင်းဆိုမှုတွေများပြားလာတဲ့ယူရတဲ့ပိတ်သက်များ မိုင်းရတဲ့တဲ့တောင်ပန်ဇာမန်အန်တိုနီယိုရီယဘတ်ရဲ့အသင်းကိုကားနဲ့သွားရောက်ဇာစဉ်အတွင်းဆက်လက်ထေဆွမ်းပြကစားနေတာလည်းပဲဖြစ်ပါလိမ့်။တောင်ပန်ဇာမန်ရောင်း22ခုနဲ့မိုင်းချက်သေးမှနေပြောင်းချွေတီပေါင်86တန်းနဲ့ယူရတဲ့အသင်းကိုပြောင်းချွေခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့သူဟာအိုးထုတ်ဖို့မှာဇာစဉ်အတွင်း96ပဲဇာခဲ့ရမှာတွင်းကို79တဲ့သာတွင်းယူထားနိုင်ပြီးအကောင်းဆုံးပုံစံပြသနိုင်ဖို့ယုံကန်ခဲ့ရပါလိမ့်။ အတန်းဆန်ငါးနှစ်ရွယ်ဇာမဟာနေပြည်တော်အမွန်ရင်ရောက်ရှိလာတဲ့အချိန်မှာတော့အခွင့်အရေးမရရှိတော့ပဲဇန်နဝါရီမှာတော့ Real Madrid ကိုအငှားချခြင်းခံခဲ့ရပါလိမ့်။ဒါပေမဲ့ Antonio Spain ကိုရောက်ရှိတဲ့အချိန်မှာတော့နေကန်နဲ့ကြာသလိုချက်ချင်းကြီးပဲပြောင်းလဲသွားပြီးခြေစွမ်းပြသလာလာလည်းပဲဖြစ်ပါလိမ့်။သူက Real Madrid အတွေ့အပြန်ပွဲအရရဆောင်းကနပွဲမှာ twin goal 6-9နဲ့၄ချိန်ဖန်နှိမှုပြုလုပ်ပေးထားတာလည်းပဲဖြစ်ပါလိမ့်။ယမနေ့ကဂီယိုနာကို3-9နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်းခြေစွမ်းဆက်လက်ပြသခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒီဘက်မှာသူအပွဲစားချင်း36မိနစ်မှာပါရုရဲ့ဖြတ်တင်ဘောကနေညာရှင်နဲ့မြေမကြဘောလှပစွာကန်သွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။အန်တိုနီယိုအားနဲ့ညာရှင်နဲ့ကိုသွင်းလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီလိုဆက်လက်ထိန်းသိမ်းပြသမှုနဲ့အတူယူနိုက်တက်ပိတ်သက်တွေကတော့အန်တိုနီကိုလာမယ့်ရာသီမှာအခွင့်အရေးတစ်ချိန်လောက်ထပ်ပေးဖို့အတွက်ယူနိုက်တက်ကိုတိုက်တွန်းပြောဆိုလာကြတာလည်းပဲဖြစ်ပါလိမ့်။ပိတ်သက်တွေကနောက်ထပ်အခွင့်အရေးပေးဖို့ထိုက်တန်နေပါပြီလို့ပြောဆိုနေကြတာဖြစ်ပါလိမ့်။နောက်ထပ်ပိတ်သက်တယောက်ကတော့ ဘလောက်တောင်လှလိုက်တဲ့အဆုံးသတ်လဲဗျာဘော်လွန်ဒီယိုအတွက်အန်တိုနီဆိုပြီးဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါဆိုနောက်တစ်ယောက်ကလည်းအန်တိုနီတယောက်ပြန်လာပြီလို့ဆိုသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။